နေဆက်တလျှောက်မှာပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နှစ်ဖက်တပ်တို့ပြင်းထန်စွာတိုက်ပွဲတွေ ဖြစ်ပွားနေပြီးဟဲလ်မန်ပြည်နယ်မှာရှိတဲ့ပါကစ္စတန်စခန်းတစ်ခုကိုအာဖဂန်နစ္စတန်တပ်ဖွဲ့တွေကသိမ်းပိုင်နိုင်ခဲ့တယ်လို့ရိုက်တာသတင်းမှသတင်းဖော်ပြပါရယ်။အာဖဂန်ရဲ့မြို့တော်ကဘူးကိုအခုတစ်ပတ်အတွင်းပါကစ္စတန်ကဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်စနေနေ့နှောင်းပိုင်းကနေဆက်မှာရှိတဲ့ပါကစ္စတန်စစ်စခန်းတွေကိုအာဖဂန်တပ်တွေကစတင်တိုက်ခိုက်ပြီးတဲ့နောက် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့နှစ်ဖက်အစိုးရတာဝန်ရှိသူတွေကိုကိုကားပြီးသတင်းမှဆက်လက်ဖော်ပြပါရစေ။တာလီဘန်တပ်ဖွဲ့ဝင်တွေဟာပါကစ္စတန်နေဆက်စခန်းနှစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့တောင်ပိုင်းဟဲလ်မန်ပြည်နယ်မှာရှိတဲ့ဒေသဆိုင်ရာအာဏာပိုင်တွေကပြောကြားပါရစေ။နေဆက်မှာရှိတဲ့အနည်းဆုံးနေရာ၅နေရာမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ပါကစ္စတန်လုံခြုံရေးတာဝန်ရှိသူတွေကအတည်ပြုခဲ့ပြီးအာဖဂန်တပ်တွေကိုပြန်လည်တိုက်ခိုက်ခဲ့တယ်လို့လည်းပြောကြားခဲ့ပါရစေ။ အာဖဂန်နစ္စတန်ရဲ့မျိုးတော်ကဘူးနဲ့အရှေ့ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ပက်တီကာကိုကြာသပတေးနေ့ကပါကစ္စတန်တို့ကလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့အာဖဂန်တာဝန်ရှိသူတွေကပြောကြားခဲ့ပြီးတဲ့နောက်လက်တုံးပြန်သွားမယ်လို့လည်းကတိပြုခဲ့ပါတယ်။ဒီတိုက်ပွဲအတွင်းပါကစ္စတန်စစ်သား58ဦးသေဆုံးခဲ့တယ်လို့တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူကပြောဆိုခဲ့ပေမဲ့ပါကစ္စတန်စစ်တပ်ကတော့သူတို့ဘက်က23ဦးသေဆုံးပြီးအာဖဂန်စစ်သားနဲ့အကြမ်းဖက်အဖွဲ့ဝင် 200ခုသုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ပြောဆိုခဲ့ကြောင်း El Jazeera မှာသတင်းဖော်ပြထားပါရှင်